ချက်သားဟင်းလေးကိုစီးပြန်ပြန်နဲ့အရသာရှိအောင်ဘယ်လိုမျိုးချက်လဲဆိုတာကိုစောင့်ကြည့်အပိတ်ချက်ပါအိုးကဲချက်သား1 kg ကိုဝယ်ပါမယ်ပြုရှင်ချက်တော်နေလေးကိုမြန်မြန်လှည့်ရမယ်ခင်းကြည့်သိညွတ်ကြည့်သိလေးကိုလည်းလှည့်ရမယ်ဂျင်းနီချက်တုံဖြူလေးကိုလည်းညံ့သလိုအောင်ထောင်းမယ်ပြီးတော့စီတက်ပါမယ်စီတက်တဲ့ခါမှာချက်တုံအညီလေးကိုထည့်လိုက်ပါချက်တုံနီနောင်ရတဲ့ခါမှာဆိုလို့ရှိရင်တော့ ကျွန်တော်ဖြူလေးရဲ့ဂျင်းလေးကိုရောသမမှွေပါမယ်ရောသမမှွေပြီးတော့ကဲရဲသွားပြီပေါ့เนาะရဲသွားတဲ့ခါမှာဆိုရင်ခဲညင်ဒီညင်ညူဒီညင်လေးကိုထည့်ပါမယ်ထည့်ပြီးလို့ရှိရင်ညက်နေအောင်ခြေပါမယ်อืมရောင်နေမို့လဲထည့်ပါမယ် ကယ်ခင်းညီဒီကတော့စားခြင်းစပွဲနီနီရေးရေးလေးဖြစ်သွားတဲ့အခါမှာစက်သားလေးကိုထည့်ပါမယ်။စက်သားနဲ့ခင်းညီဒီကိုရောသမမွေပြီးတော့နှက်ဆက်အောင်နေဖက်မွေပါမယ်။ရောင်နေမုတ်တွေဟင်းခတ်မွေကြိုင်နေစားလေးတွေအနေငယ်ထည့်ပါမယ်ထည့်ပြီးတော့ အာရပါရမွေပါမေကဲလူမျိုးမွေလာပြီးတော့ရေလေးထက်လိုက်တဲ့ခါမှဆိုလို့ရှိရင်တော့အာစတားလေးပြီးတော့ဖုံးလေးဖုံးပါမယ်နူးတော့အောင်စတားကိုမိနစ်20လောက်တဲလာပါ के सात रुपये चक्ता ही लिया भाभी